ဲလေးကသူ့လက်ထဲက briefcase နှလုံးကိုလှမ်းယူလိုက်၍အပေါ်ကုတ်အင်ကြီးကိုချုပ်ကာတိုင်တွင်ချိတ်လိုက်သည်။ဇနီးဖြစ်သူကိုမတွေ့ရ၍အပေါ်ထက်အိတ်ခမ်းကျယ်ကြီးရှိရာသို့တေကားအတိုင်းတက်သွားသည်။သူမအားလောလောဆယ်တွေ့ကျင်စိတ်မရှိသေးတော့လေထုံးစံရှိနေ၍သာလောက်ရခြင်းဖြစ်သည်။သူမအားမှန်တီကုံရှိတွင်သပင်အလှပြင်သူများတစ်ဖက်တစ်ချက်စီနှင့်တွေ့လိုက်ရသည်။နှစ်ယောက်စလုံးက ူဝင်လာသည်ကိုတတိမထားမိကြပဲသူမဤဖြောင်တန်းနေသော ရွှေရောင်စပင်များနှင့်အလုရှုံနေကြသည်စပင်အလှပြင်နေသူနှစ်ယောက်တိအောင်ဟယ်လိုဒါလင်ဟုဝတ္တရားရှိသည့်အတိုင်းနှုတ်ဆက်လိုက်သည်သူမသည်အဝတ်ပလာနှင့်ထိုင်နေတော်လဲစပင်အလှပြင်နေသည့်အမျိုးသားနှစ်ယောက်ဆက်လုံးကမိတို့မြမထူးခြားသည့်ပုံဖြင့်သူတို့အလုပ်ကိုသူတို့လုပ်နေကြသည်ကောင်းလေးနှစ်ယောက်ဆက်လုံးကစပင်များကိုပွတ်တက်ပြီး ဇာချက်နေကြချိန်တွင်ပရိယာနာကမှန်ကြည့်နေရင်းကကျမစပင်ပုံကိုကြိုက်ရလားဟုမေးလိုက်သည်သို့တော့သူမေးစေခြင်းသည်ဟယ်လိုချစ်ချစ်ဒီနေ့အဆင်ပြေလားအမှုကဘယ်လိုလဲဆိုသည့်စကားများမကြားရပဲကျမစပင်ပုံကိုကြိုက်ရလားဟုခပ်ပော့ပော့မေးတာသာကြားလိုက်ရသည်ချစ်စရာလေးဟုပြောရင်းနောက်ပြန်လှည့်ထွက်သွားသည်သူအတွက်လောက်ရမိတာဝန်တစ်ခုပြင်းမြောက်သွားခဲ့ပြီ ယခုသူမအားအလှပြင်သူများနဲ့ထားခဲ့ပြီးလှုပ်เสียရရှိတာလွတ်လွတ်လပ်လပ်လှုပ်လို့ရသွားပြီဖြစ်သည် သူသည်ကြီးမားကျယ်ပြောလာသောဂရင်ကြီးပေါ်ရှိ သူမဤညနေခင်းဝတ်စုံထံမျက်လုံးရောက်သွားပြီးသူမပြောထားသည့်ဗယ်လင်တီနိုဝင်ဖြစ်မည်ဟု တွေးလိုက်သည်ဝတ်စုံသည်ညီရဲတောက်ပါပြီးလေပင်အတော်ဟိုက်နေ၍သူမဤမွမ်းမံထားသောရင်နှမွားကိုကာမိခြင်းမှကာမိပေလိမ့်မည် ထိုအဝတ်သည်တူတူနဲ့နဲ့နှင့်ပြောင်ပြောင်လက်လက်ဖြစ်နေပြီးအလေးချိန်အားဖြင့်နှောင်စပင်ရှိမည်မဟုတ်တော့လဲတံပိုးအားဖြင့်အ ਨੇ ဆုံးဒေါ်လာ2000ခွဲခန့်ရှိနိုင်သည်စိုက်အားဖြင့်နံပါတ်1ဖြစ်နေ၍သူမ၏အရိုးပေါ်အရေးတင်ကိုလုံးနှင့် အနေတော်ရော်ရဲရဲကြနေမည်ဖြစ်ပြီး ပါတီပွဲလာအစားအသောက်ပြက်လောက်အောင် ကိုအလေးချိန်ချနေသည့်မိမများကကြစ်ကြစ်လေးလေးရှိပါပြီတဲ့ဟု ဟန်ဆောင်ပန်ဆောင်ချီကျူးမြေမောကြအုံးမိဖြစ်သည်ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျင်ကားစိတ်ထဲတွင်လုံနေကြဆိုက အလွန်အကျုံလှုပ်လာနေမှုများကို တိုး၍တိုး၍သာ စိတ်ပြက်လာနေမည်ဖြစ်သည်ကာယလေးကျင်ညာဆရာအားတစ်နေ့တနာရီဖြင့်ဒေါ်လာ300ယောဂသမားကိုလည်းတစ်နေ့တနာရီဖြင့်ဒေါ်လာ300အဟာရဗေဒသမားအားလဲတနေ့တနာယီဖြင့်ဒေါ်လာ100ပေးပြီးသူမခန္ဓာကိုယ်ရဲ့ရှိ အစီဟု၍တစက်မှမကြံအောင်ခြေဖြတ်နေသည်။သူမ၏ကိုယ်လေးချိန်အားလဲပေါင်90မှ95ပေါင်အကြာထိန်းထားနိုင်အောင် လုပ်နေခြင်းလည်းဖြစ်သည်။ထို့သောဖြစ်အောင်လဲလိင်ကိစ္စတွင်အမြဲလို အစဉ်သင့်ဖြစ်နေသည်။ထို့ကိစ္စလို့ရင် သူမ၏မြင်းညောင်ရိုးနှင့်ထုံးမိမလား။သူတက်ဖြစ်၍အရိုးတွေများကျိုးကုန်မလားဟုပင်တွေးပြီးပူပန်မိသည်။သူမသည်အတန်အားဖြင့် 32နှစ်ရှိနေပြီဖြစ်သည်သို့သောသူမ၏နှာခေါင်းအထက်တွင်အရေးပြားလေးတစ်ခုနှစ်ခုတွန်းစားပြုတ်လာသည်ကိုသတိထားမိသည်ခွဲစိတ်ကုသလာလျင်ပျောက်သွားနိုင်တော်လဲအခုလိုအလွန်အကျွံအငတ်ခံနေ၍ဖြစ်လာတာများလားဟုသောအတွေ့ဝင်လာခဲ့ပြန်သည်သူတွင်ထို့ထက်ပိုအရေးကြီးသောစိုးရိမ်စရာများကရှိနေသည်သူဤခန္ဓာထယ်ဝနေသောပုဂ္ဂိုလ်ရေတစိတ်တစ်ပိုင်းသည် ငရွေချောမောလှပသောဇနီးတယောက်ရှိနေခြင်းကြောင့်ဖြစ်သည်ပရိယာနာချူတို့သည်လည်းလမ်းသွားလမ်းလာများရက်ပြီးတမေလေပြန်နှဲ့ချရလောက်အောင်ချောမောလှပနေစေပင်ဖြစ်သည် သူတို့တွင် ကလေးတယောက်ရခဲ့ပြီးဖြစ်သည်ကားတွင်တသမီ6ယောက်ပင် ရှိထားခဲ့ပြီးဖြစ်၍ထိုတယောက်ကိုစွန့်လွတ်ပြရဖို့ဝင်လေးနေမိတော့မဟုတ်ပေတသမီ6ယောက်ထဲတွင်၃ဦးက အသက်အရွယ်အပြင်ဗရိယာနာထက်ပင်ကြီးရင်နေကြပြီဖြစ်သည်ဗရိယာနာကကလေးယူဖို့မရမကပြောလာသည်ဤဒီကလည်း "तुम အနေအထားလုံခြုံစိတ်ချရအောင်အတွေ့ဖြစ်သည်ကစောတကတက်เสียရပင် မလိုပေ तुम သည် အမျိုးသမီးများကိုချစ်ပြီးအိမ်တော်ရေးကိုညံ့နိုးတတ်သူကိုလက်ထပ်ထားသည် ကလေးဆိုသည်ကမိသားစုကိုရစ်ပတ်နှောင်ဖွဲ့ပေးသည့်အရာမျိုးဖြစ်သည်ဟု ပြောလာခဲ့သည်သို့သော် သူမမပြောဘဲထားခဲ့သည်ကအကယ်၍ပြုတ်ပွဲသွားခဲ့လျင်ဥပဒေကြောင့်အရရှုပ်ထွေးလာနိုင်သည်ဆိုသည်ပင်ဖြစ်သည်ကလေးဆိုသည်ကတထေးတယောက်ဤချမ်းသာကြွယ်ဝမှုကိုပြလို၍လက်ထက်ခံထားရသည့်ပွဲတက်မရတဲ့ဦးအတွက်လိုအပ်နေသည့်အကာအကွယ်တစ်ခုလည်းဖြစ်သည်ပရိယာနာကသမီးလေးတယောက်ဝေးဖွားခဲ့ပြီးဆက်တလာမဂရီဂေါ်ထရူဒိုဆိုသည့်အကြီးတန်းလာသည့်အမိပေးခဲ့သည်မဂရီဂေါ်သည် ပရိယာနာဤအပြုဘဝကမျိုးရိုးအမိဖြစ်ပြီးဆတလာဆိုသည်ကဒေဂရလာမယ်မသိအစပိုင်းတွင်တော့ဆတလာသည် စကော့တလန်ရှိဆွေမျိုးနီးဆက်တယောက်၏အမိဖြစ်သည်ဟု ပြောနေခဲ့တော်လဲကားသည် ကလေးအမိများပေးနီးစာအုပ်ကို မတော်တဆတွေ့သွားခဲ့ပြီးနောက်သူမ၏လုံဆက်တခန်းရက်သွားခဲ့ရသည် ကားအဖိုးကဘာအမိပဲပေးပေးဂယုမဆိုင် DNA အရသူကလေးဖြစ်ဖို့သာအရေးကြီးသည် ူသည်ရခင်မိသားစုနှင့်ကလေးကဖခင်တရားမြစ်တူအောင်စူးစမ်းခဲ့ဘူးတော်လဲအကြီးအကျယ်အရေးနိုင်သွားခဲ့ရပြီဖြစ်သည်ဆက်ကလာသည်ယခုအခါ၅နှစ်အရွယ်ရောက်လာပြီဖြစ်သည်မိဘနှစ်ပါးစလုံးဤလျှူရှုခံထားရသူဟုဆိုရမတတ်ဖြစ်လာသည်ပရိယာနာသည်တခါကမိခင်ဘဝရဖို့သူရဲကောင်းဆန်ဆန်တိုက်ပွဲဝင်ခဲ့တော်လဲသိမကြခင်မှာပင်စိတ်ဝင်စားမှုရောပါလာပြီး ူမ၏တာဝန်များကိုနာနီများတယောက်ပြီးတယောက်ပြောင်းကမျက်နှလွဲခဲဖြင့်လှုပ်လာသည်လက်ရှိကလေးထင်းသည်ရုရှားသူခက်ထွက်ထွားအမျိုးသမီးငယ်တဦးဖြစ်ပြီးသူမ၏လူဝင်မှုအထောက်အထားများသည်လည်းတိုလီပါကဲ့သို့ပင်တန်လျာဖြစ်ပွဲကောင်းနေသည်ကားသည်ပင်သူမ၏အမိကိုမမှတ်မိတော့ဘရီယာနာကငှားခဲ့ခြင်းဖြစ်ပြီးရုရှားစကားပြောတတ်သည်ဆိုသည်နှင့်သမီးဖြစ်သူကိုသင်ပေးနိုင်တော့မည်ဆိုကအလွန်အမင်းကျေနပ်နေသည် ဘလို့ဘာသာစကားမျိုးပြောမယ်လို့မင်းကမျှော်လင့်နေလို့တော့ဟုကားကပင်ရေးယူခဲ့ရသည်ပရိယာနာကကားလေးအမေကိုဘာမှတုံ့ပြန်ခဲ့ခြင်းမရှိ ကားသည်ကလေးကြီးကစားကန်းထဲသို့ဝင်ပြီးကောက်ယူပွေးချီကနန်းရှုံလိုက်သည်တမီးဖြစ်သူအားလည်းတနေ့တာအစဉ်ပြေရဲ့လားဟုလည်းမေးလိုက်သည်မိနစ်အနည်းငယ်မျှကလေးစိတ်ကျဉ်တဲ့အောင်နေပြပြီးသူ့ရုံးငန်းရှိရာသို့ထွက်လာခဲ့သည်ရုံးငန်းထဲရောက်ရင်ရောက်ချင်း ဖုံးကိုကောက်ကင်ကဘော်ဘီရက်စလက်အားအော်ဟစ်စုဘူးချိန်မောင်းနေပြန်သည်ထို့နောက်ဖုံးကိုဟိုဆက်ဒီဆက်ဆက်ပြီးရေမိုးချိုးလိုက်သည်ထို့နောက်တဝက်တပြက်ဖြူနေသည့်ပုံစံဖြစ်အားအကြအနာဆိုးထားသည့်သူဤစပင်ကိုချက်အောင်တုပ်ပြီးအစ်စ်ချက်ချော့အာမာနီပွက်တဲ့ဝတ်စုံကိုဝစ်လိုက်သည်ခါကနည်းနည်းလေးကျက်နေသည်အရင်ကထက်တလက်မခန့်ပိုပြီး34ထိဖြစ်လာပုံရသည် အဝေအစားလဲနေရင်းကသွားဖို့ရှိနေသည့်ပါတီပွဲနှင့် တွေ့ရမည့်လူများကိုကျိန်ဆဲနေပြန်သည်ထိုလူများကအခုလောက်ဆိုသိနေကြလောက်ပြီဖြစ်သည်၎င်းတို့ကျင်လေရာဗန္နာရေးအတိုက်အဝန်းတွင်တရင်များပြန့်နှံ့နေလောက်ပြီဖြစ်သည် သူဤတိုင်းပဲများကလည်းအချင်းချင်းတယ်လီဖုန်းတကွမ်ကွမ်နှင့်ကရင်းဓာတ်ခံရပြီဆိုကဝမ်းသာဦးမြူးနေကြပြီတော်မူ အင်တာနက်တွင်လည်း Mrs. B မှနောက်ဆုံးရသတင်းများနှင့်ပြည့်စုံမတဲ့ဖြစ်နေလောက်ပြီ။ယခုလည်းမသွားမဖြစ်သွားရမည်ပါတီပွဲမျိုးဖြစ်နေ၍သာ။သို့မဟုတ်ကကာထရူဒိုဆိုသောပုဂ္ဂိုလ်ကြီးသည် အလွယ်တကူပင်နေမကောင်းဟုအကြောင်းပြလိုက်မိတာဖြစ်သည်။သူ့ဘဝတစ်လျှောက်လုံးနေ့စဉ်လို သူကြိုက်တာသူလုပ်ခဲ့သည့်လူလည်းဖြစ်သည်။ပါတီပွဲတစ်ခုကိုခက်ရိုင်းရိုင်းပင်အချိန်ကပ်ပြီးမှ မလာနိုင်ဟုပြောလဲသူ့အတွက်ဘာမှအရေးမကြီးဂယုဆိုင်เสียရလဲမလို့သို့တော့ယခုပွဲကတမညာမြပွဲမျိုးမဟုတ်ပရိယာနာသည်သူနီးသူဟန်ဖြင့်စေတဇဂတိပပုအနုပညာပြတိုင်ကြီး၏ဘုတ်အဖွဲတွင်ပါဝင်ခဲ့ပြီးယခုညသည်ထိုဘုတ်အဖွဲကြီးမှပြုလုပ်သည်မြတွင် အကြီးမားဆုံးပွဲတော်ကြီးလည်းဖြစ်နေသည်ဒီဇိုင်နာများချုပ်လုပ်သောပွဲတက်ဝတ်စုံများခွဲစိတ်ပြုပြင်ထား၍ ဘိုက်ချက်ချက်ရရနဲ့တင်းတင်းရင်းရင်းဖြစ်နေသောရင်သားအစ်စ်များမိစိတ်အစ်စ်များနေရာလက်မကြံအောင် နေလောင်ခံထားသည့်အသားအရည်များစိန်တွေရှမ်ပိန်တွေဖွာကားငန်းအသေးတွေကာဗီယာငါးဥတွေနမယ်ကြီးစဖို့မှုရဲ့ညစာအရန်ကစားသမားတွေအတွက်တိတိစိတ်လေးလံပွဲနဲ့အဓိကကစားသမားတွေအတွက်ဓာတ်ရိုက်လေးလံပွဲများအားလုံးပါဝင်ပတ်သက်နေသည့်ပွဲလေးဖြစ်သည် ထို့ထက်ပို၍အရေးကြီးသည်ကတက်ရောက်လာသူများသည်တကဘာလုံးကအရေးပေးအာရုံစိုက်နေကြသည့်လူမလိုက်များဆိုသည်ကို ထင်ရှားပေါ်လွင်အောင်ရိုက်ပြမိကင်မရာများလဲအော်စကာညာမျိုးလိုအထက်ထက်ချိန်ထားကြပြီဦးမီ